2D မရှင်များအားလုံးမင်္ဂလာပါကျွန်တော်ဒီတစ်ပတ်မှာ 2D ပြန်ပေးပါမယ်ပေါ့နော်။ဟိုပြန်လာခဲ့ပါပြီဗျာ။ဒီဥပကြောပတ်တီလေးနဲ့မွေးတွန်းကွက်ပေါ့နော်။အရင်တုန်းကလိုပဲကျွန်တော် site လေးတွေရှာထားပေးတယ်။ site တွေကလည်းတော်တော်ကောင်းခဲ့တယ်ပေါ့နော်။ကျွန်တော်ဒီဥပကြောပတ်တီမှာဆိုရင်ကျွန်တော်တွေ့ခဲ့တဲ့ပတ်တီတစ်လုံးလေးကတော့ကျွန်တော်မဖြစ်မနေပိုင်ရမယ်ပတ်တီတစ်လုံးပေါ့နော်။ကြိုက်တယ်ဆိုရင်လည်းပတ်ပေါ့ဗျာ။မကြိုက်နဲ့မပတ်နဲ့ပေါ့နော်။ကျွန်တော်တွေ့ရတဲ့ခဏတစ်လုံးကကျွန်တော်အဲ့ဒီဥပကြောပတ်တီမှာဆိုရင်ကျွန်တော်တစ်ကိုတွေ့ရပါလေပေါ့နော်။တစ်ပတ်တီပေါ့နော်။ site တွေကကျတော့တော်တော်များများကျွန်တော်တွေးခဲ့တယ်ဗောနော်အဲ့ဒီဒီတလုံးလေးကိုပဲကျွန်တော် site က6ခုဗောနော်ဟိုဟာ6ခုတော့ကျွန်တော်တွေးရဗျာ site တွေတည်ကျင်တော့အဲ့ဒီ J Clan channel မှာ join မတော့ကြည့်လဲဗောနော်ခဏနေကျွန်တော်ဒီ video ရဲ့အောက်မှာဗောနော် J Clan link ကျွန်တော်ချပေးမယ်ဗောနော်အဲအဲ့ဒါလေးတက်စင်မလို့အဲ့ဒီနှိပ်ပြီးတော့ join ပြီးတော့ပြန်ကြည့်လိုက်ပေါ့ဗျာ site လေးဘလို့လေးရှိတယ်ပေါ့နော်တည်ရှင်တော့ဒီမှာကျတော့ကျွန်တော် site မပြတော့ဘူးကျွန်တော်ဒီတိုင်းလေးပဲပြောပြပေးမယ်ပေါ့နော် ဒီမွေးတွန်းကွက်မှာတော့ကျွန်တော်ဒီအီးရတာပေါ့နော်ကြီးမှာဆိုရင်တော့ဒီနိခွန်လေးပေါ့နော်ကျွန်တော်ဒီအီးတုံးလုံးပေါ့နော်ကျွန်တော်တစ်နဲ့ကတ်ကတ်မယ်ဆိုရင်ကျွန်တော်ဒီမွေးကွက်တွေထုတ်မယ်ဆိုရင်ကျွန်တော်ဒီတစ်ခွန်ပေါ့နော်ပြီးကြရင်တစ်နဲ့ပြီးကြရင်တစ်လေးပေါ့နော်တုံးကွက်ပေါ့နော်ဒါကျွန်တော်မွေးတွန်းကွက်ပေါ့နော်ပတိမှာဆိုရင်တက်မွေးကွက်မှာဆိုရင်တစ်နဲ့တစ်ခွန်တစ်လေးပေါ့နော်ဒီတုံးကွက်ပေါ့နော်ဒါမဲ့ဒီဟာကြတော့ကိုစိုက်တယ်လို့ကိုမွေးပေါ့နော် ါကျွန်တော်ကိုအကြိုက်ဗျာတုံးကွက်လုံးကြိုက်လဲတုံးကွက်လုံးမွေးပေါ့နော်တုံးကွက်လုံးမကြိုက်ကြိုက်လဲကိုကြိုက်တဲ့ကွက်ကိုပဲရွေးမွေးပေါ့နော်ပတိနိုင်တဲ့သူများကျွန်တော်ပတိပတ်ပေါ့ဗျာပို့ပြီးတော့ရှိချရတာပေါ့နော်အခွေဓမားတွေကကျွန်တော်ခွေခြင်းနေဆိုရင်ဒီဒီတစ်တစ်ပတိမှာဆိုရင်တစ်တလုံးပေါ့နော်တစ်တလုံးရင်ပြီးကြရင်ကြီးရဲ့နေခွန်ရဲ့လေးပေါ့နော်တင်းနစ်ခွန်လေးကိုအခွေပေါ့နော်အပီးခွေလိုက်ပေါ့ဗျာအဲ့ဒီလေးလုံးကိုပေါ့ဗျာကျွန်တော်ပတိလည်းမနိုင်ဘူးပေါ့နော်ပုံမှန်တူတယ်ပေါ့ဗျာပုံမှန်တူတယ် ပဲမွေးနေတယ်ဆိုအဲ့ဒီဟာမွေးကွက်ပဲမွေးနေချိန်မချရောက်ပိုင်းရဆိုရင်တော့အဲ့ဒီခွေလိုက်ပေါ့နော်ခွေတော့အကုန်လုံးချိန်ချရတော့ဗျာအဲ့ဒီကြီးထဲမှာအပီးထွက်လဲရတယ်ပေါ့နော်တခါတလေကြီးထဲမှာအပီးထွက်ပြီးတော့ဟာပတ်တီးနဲ့မကတ်တာလည်းလဲရှိတယ်ပေါ့နော်အဲ့လိုပုံစံလေးရှိတယ်ချိန်ချရရင်တော့အဲ့ဒီခွေလဲပေါ့နော်ခွေတာလည်းအဲ့လိုဒီမှာများပတ်တီးလည်းတိမအပန်းနေပေါ့ပတ်တီးကပတ်ပတ်ပတ်ဆံမလို့ပေါ့နော်အဲ့ဒီအခွေတွေကထွက်လာရင်ရတယ်ပေါ့နော်ကွက်တယ်အဲ့လိုဒီမှာများ ပฏิပန်နေတဲ့လူများကြတော့ပฏิပတ်ပေါ့ဗျာမွေးနေတဲ့လူများကြတော့မွေးခွက်ကိုမွေးခွေနေတဲ့လူများလည်းခွေပေါ့နော်ကိုကြိုက်တာကိုရွေးထိုးလို့ရပါတယ်ကျွန်တော်တော့တွေးတဲ့အတိုင်းကိုပဲကျွန်တော်တင်ပေးတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်လာပြောချင်တာဒီလောက်လေးပဲရှိပါတယ်အားလုံးကံကောင်းပါစေဗျာကျွန်တော်ရဲ့ကဏ္ဍလေးကြိုက်တဲ့ချိန်နဲ့ဒီထိုးပေါ့နော်မကြိုက်လို့ချိန်နဲ့တဘောပေါ့နော်ဒါကြတော့ကိုရဲ့အကြိုက်လေးပေါ့ဗျာကျွန်တော်ဆိုင်လေးရှိတယ်လို့ပဲကျွန်တော်လာပြောတာပေါ့နော်အားလုံးပေါ့ကြပါစေဗျာ